ဆိုင်ရှင်အမျိုးသမီးကနေပြီးတော့အဲ့ဒီခိုးတဲ့သူကိုပေါ့နော်သပင်ဆွဲထားတာတို့ဒီလိုမျိုးနှိပ်စက်ထားပေါ့နော်ပြီးတော့ဗီဒီယိုဖိုင်ကိုရိုက်ပြီးတော့တင်ထားတာတွေ့တယ်ခလေးလေးလည်းပါတယ်ပေါ့နော်မင်္ဂလာကိုရောမင်းခေတ္တမတကောင်တော်အားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်းခေတ္တဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဟိုတနေ့ကဖြစ်သွားတဲ့ဖလိုင်းတိုင်ယာမှာ တခိုးမှုနဲ့ပတ်သက်ပြီးတော့ဒီရှင်းနေအမကသူပြန်လဲရှင်းပြထားတာဖြစ်ပါတယ်ဘလို့အကြောင်းရင်းမျိုးလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုပဲဆက်လက်ကြည့်သွားဖို့ကျွန်တော်ဖိတ်ခေါ်ပြရစီခင်ဗျာမင်္ဂလာပါရှင်ကျမကတော့အထက်တန်းရှိနေတော့ ifu နင်းမဲ့ဖြစ်ပါတယ်မိကုန်လေးတခုမေးမြန်းထားတာပါဆရာမရဲ့အခုဖြစ်နေတဲ့ anti သားမျိုးသုံးသက်ပေးပါအောင်ဗျာတဲ့သူများဆိုင်မှာခိုးမိလို့ ုမိလို့တဲ့ဆိုင်ရှင်ကနှိမ့်ဆက်တာတဲ့တရားပြန်ဆွဲလို့ရပါသလားတဲ့ဒီမိန်ကုန်းလေးဖြေချပေးရမယ်ဆိုလို့ရှိရင်ပစ္စည်းခိုးတယ်ပေါ့နော်အခု line ပေါ်မှာကျွန်မလည်းတွေးလိုက်တယ်ပေါ့နော်ပစ္စည်းခိုးတာကိုမိသွားတဲ့အခါမှာဒီဆိုင်ရှင်အမျိုးသမီးကနေပြီးတော့အဲ့ဒီခိုးတဲ့သူကိုပေါ့နော်သပင်ဆွဲထားတာတို့ဒီလိုမျိုးနှိမ့်ဆက်တာပေါ့နော်ပြီးတော့ video file ကိုရိုက်ပြီးတော့တင်ထားတာတွေ့တယ်ခလေးလေးလဲပါတယ်ပေါ့နော်ဖမ်းပြီးတော့သူကနေပြီးတော့ရိုက်နှက်ထားတယ်ပြီးသွားတဲ့အခါမှာဗီဒီယိုရိုက်ထားတယ် line ပေါ်မှာတင်ထားတယ်နော် အဲဒီကလေးတယောက်လည်းပါတာတွေ့ရပေါ့နော်အဲ့ဒီခါမှာခိုးတဲ့သူကဥပမာသူ့ရဲ့ပစ္စည်းကိုပေါ့နော်ခိုးတယ်ခိုးတယ်ဆိုလို့ရှိရင်သူ့ကိုခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တယ်ကိုကနေပြီးတော့အဲ့လိုမျိုးရိုင်းနှက်နှိပ်စက်ခွင့်မရှိပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့ခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တဲ့ခါမှာကိုယ့်ရဲ့ပစ္စည်းကိုခိုးသွားတယ်ခိုးသွားတာဖြစ်တဲ့အတွက်ရာဇွင့်ကျင်ထုံးပေါ့နော်ရာဇွင့်ကျင်ထုံးဥပဒေ ပုံမှန်59မှာဆိုလို့ရှိရင်အရက်သားကနေပြီးတော့ဖန်စီခွင့်ရှိတယ်ပြီးသွားတဲ့အခါမှာဒီဒီအကြောင်းမဲ့ပေါ့နော်နှောင်းလေးကြံ့ကြာခြင်းမရှိဘဲနဲ့ဒီခိုးတဲ့သူကိုပေါ့နော်ခိုးတဲ့သူကိုရဲတယောက်ယောက်ရဲ့လက်ကိုအပ်ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းနီးစက်ရရင်စက္ကန့်ပို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောတဲ့အတိုင်းပါပဲခင်ဗျာတခုခုကိုယ့်ရဲ့ပန်းဝန်းကျင်မှာပဲဖြစ်ကိုယ့်ရဲ့အိမ်မှာပဲဖြစ်ကိုယ့်ရဲ့ဆိုင်မှာပဲဖြစ်ဟိုကဒီအခုလိုမျိုးတခိုးမှုဖြစ်သွားလို့ရှိရင်တော့ ကိုဘက်ကနေပြီးတော့ကိုထိလိုက်ရအောင်မကျွလွန်ဖို့ကအထီးကနံပါတ်၁ပါ။ဘာလို့ဆိုတော့ခုနပြောသလိုပဲတကယ်လို့ကိုကကိုထိလိုက်ရအောင်လုံးမိသွားပြီဆိုလို့ရှိရင်တခိုးစီကနေအပြစ်ကကိုစီကိုတဝက်ရောက်သွားပြီ။အော်တိုမက်တစ်ကိုရောက်သွားအလိုလိုရောက်သွားပြီ။အဲ့တော့တခိုးကနေပြီးတော့ကိုကိုပြန်ပြီးတော့တရားဆွဲလို့ရပါတယ်။ဒါကြောင့်မလို့ဆိုင်တွေဖြွေတာတဲ့ကြောက်ရပြူပါတယ်။အားလုံးသတိထားဖို့ကျွန်တော်အတိပေးပါစေခင်ဗျာ။ဗီဒီယိုလေးကိုဆက်လက်ကြည့်ကြအောင်။ အစွေကျင်ထုံဥပဒေ59မှာဖော်ပြထားတာပြီးသွားတဲ့အခါမှာဒီသူကနေပြီးတော့ရိုက်နှက်လိုက်တယ်ရိုက်နှက်တဲ့အခါမှာတဖက်သားဟောပေါ့နော်သုံးနဲ့လက်နဲ့ပြီးတဲ့အခါမှာရရှိတဲ့ဒဏ်ရာပေါ်မှာမူတည်ပြီးတော့ရိုက်နှက်ခြင်းခံရတဲ့သူကသူ့ကိုရိုက်နှက်တဲ့သူကိုပေါ့နော်ပြန်ပြီးတော့အရေးယူလို့ရတာဖြစ်တယ်ပြီးသွားတဲ့အခါသူကဒီလိုမျိုးရိုက်နှက်ရုံနဲ့မကသေးဘူးဗီဒီယိုဖိုင်ဗီဒီယိုရိုက်ပြီးတော့ပေါ့နော် နော်နံပါတ်1ကတော့ဗီဒီယိုဖိုင်တော်မှတင်လို့မရပါဘူးခင်ဗျာအမှန်ဆိုရင်အင်းနဲ့အဲ့ဒီအခါမှာဆက်သွယ်ရေးဥပဒေပုံမှာ66ဂါကြီးအရာအရေးယူလို့ရတာဖြစ်တယ်ပြီးသွားတဲ့အခါမှာခလေးခလေးကိစ္စပေါ့နော်ခလေးကိစ္စကိုပြောမယ်ဆိုလို့ရှိရင်အဲ့ဒီခလေးလေးကိုသူကနေပြီးတော့စိတ်ပိုင်းဆိုင်ရာအကျန်းဖတ်တာရုပ်ပိုင်းဆိုင်ရာအကျန်းဖတ်တာအနိုင်ကျင့်နှိပ်ကွက်တာပေါ့နော်ပြီးတဲ့အခါမှာရိုက်နှက်တာ အဲဒါမျိုးတွေပါလာခဲ့မယ်ဆိုလို့ရှိရင်လေခလေးငယ်ခွင့်ရများဆိုင်ရာဥပဒေပုံမှာတရားရဲ့ကကြီးမှာဖော်ပြထားတယ်။တရားရဲ့ကကြီးအရာ သူကနေပြီးတော့အရေးယူလို့ရမှာဖြစ်ပါတယ်။ဒါကခလေးကကြတော့ခလေးရဲ့မိဘပဲဖြစ်ဖြစ်ခလေးရဲ့အုပ်ထိန်းသူတယောက်ရပဲဖြစ်ပေါ့နော်။ဒါကအမှုဖွင့်တိုင်တန်းလို့ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးကိစ္စတစ်ခုဖြစ်တဲ့အခါမှာဒီသူ့အမားနေပြီးတော့ကို့အမားဖြစ်သွားတာပေါ့နော်။အခုဖြစ်သွားတတ်တယ်ပေါ့။ ကိုကတကယ်လို့ကိုဆိုင်ကနေပြီးတော့လာခိုးတယ်မိသွားတယ်ဆိုလို့ရှိရင်လည်းဒါကရဲစခန်းမှာသွားရောက်တိုင်တန်းပြီးတော့အမှုဖွင့်လို့ရတယ်။ကိုကဖမ်းထားတယ်ဆိုရင်လည်းခုနကပြောသလိုမျိုးပေါ့နော်။တခါတည်းရဲလက်ကိုအဲဒါမှမဟုတ်လို့ရှိရင်နေဆက်ရဲစခန်းကိုပို့ပြီးတော့အရေးယူလို့ရတာဖြစ်တဲ့။အခုလိုမျိုးလုံလိုက်တဲ့လုံရဲပေါ်မှာဆိုလို့ရှိရင်လည်းတစ်ဖက်ကနေပြီးတော့ပြန်ပြီးတော့အရေးယူခြင်းခံရနိုင်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ကဲဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျာ။အခုဒီရှင်းနေမှပြောထားတဲ့အတိုင်းပါပဲ။ တကယ်လို့ကိုယ်ဆိုင်မှာဒီတခိုးမှုနဲ့ပတ်သက်ပြီးတော့ဖမ်းမိတာပဲဖြစ်ဖြစ်သွားတာပဲဖြစ်ကိုယ့်ဘက်ကကိုထိလိုက်ရောက်မပြုတ်မှုမပြုတ်မိဖို့ကျွန်တော်တတိပေးပါရစေတကယ်လို့ကိုယ့်ဘက်ကကိုထိလိုက်ရောက်လုံးပြီးသွားပြီဆိုလို့ရှိရင်တခိုးကနေပြီးတော့ကိုယ်ပြန်ပြီးတော့တရားဆွဲလို့နိုင်တယ်ဆိုတဲ့အကြောင်းရင်းကိုတရင်ပါရင်နဲ့ဒီဗီဒီယိုကိုဒီမှာပဲရှင်းနာလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်ဘယ်ပါ